နောက်ထပ်သိရှိရတာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲမြို့နယ်သို့စစ်ကြောင်းထိုးလာသောစစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်တဦးကိုအာရမကျင်းတပ်ဖြတ်ခဲ့ပြီးတန်ငါတော်တပားပါဝင်စစ်ပေးဆောင်ပြည်သူလေးဦးကိုရရဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းဒေသခံပြည်သူများနဲ့တပ်ခံရသူများ၏မိတ်ဆွေတဦးကပြောကြားခဲ့ပါတယ်စက်တင်ဘာလ24ရက်နေ့ညနေပိုင်းတွင်ကြောက်မဲမြို့နယ်နိုင်ခံကျေးရွာနီးတွင်တန်ငါတော်တပားနှင့်စစ်ပေးဆောင်တားမိတုံးဖြစ်သည့် အသက်48နှစ်အရွယ်ဒေါ်လျန်။တမီးဖြစ်သူတက်16နှစ်အရွယ်နန်းသိန်းစာ။တားဖြစ်သူအသက်72နှစ်အရွယ်စိုင်းမောင်တို့ကိုစစ်တပ်ကတွေ့ရှိခဲ့ပါတယ်။ထို့နောက်စစ်တပ်ကနန်းသိန်းစာကိုအရမကျင်ပြီးဥစွာတပ်ဖြတ်ခဲ့ကဒေါ်လျန်နဲ့စိုင်းမောင်တို့ကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်။တန်ဃာတော်ကိုလည်းရေးရွာနီးတွင်တပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။အသက်ခံရသူတွေကစစ်ဘေးရှောင်နေတဲ့နားအိုက်ခံကြေးရွာကပါမင်းကလေးငယ်ကိုမရင်ချင်းတပ်ဖြတ်ထားတာ မြင်ရတာတောင်မခံမရနိုင်ဖြစ်ရတယ်။အမေရောမောင်လေးရောအသက်ခံရတယ်။ဦးစင်းတစ်ပါးကိုလည်းတတ်သွားတယ်။စုစုပေါင်း၄ဦးသေဆုံးခဲ့တယ်။စစ်တပ်ရဲ့ယူနီဖောင်းတွေ၊ဘောင်းမီတွေတဲထဲမှာကျန်ခဲ့တယ်လို့ဖြစ်စဉ်ကို သိရှိထားသူဒေသခံတဦးကပြောကြားပါတယ်။ရှမ်းကျောင်းသားသမဂ္ဂကလည်းကျောင်းမဲမြို့နယ်တွင်စစ်တပ်ကတပ်မပြည့်သေးသည့်မိန်းကလေးငယ်တဦးကိုအာရမကျင့်တပ်ဖြတ်ခဲ့ပြီးတန်ကာတစ်ပါးပါဝင်ပြည်သူ၄ဦးကို တတ်ဖြတ်ခဲ့ကြောင်းယမန်နေ့တွင်သတင်းထုတ်ပြန်ခဲ့ပါတယ်။အသက်ခံရသည့်မိသားစု၃ဦးနေထိုင်သည့်တဲတဲတွင်စစ်ကောင်စီတပ်သားများ၏ယူနီဖောင်းများကျန်ရစ်ခဲ့ကြောင်းဖော်ပြထားပါတယ်။ရှမ်းကြောင်းသားတမကကပြကတ်သို့ပြစ်မဲ့ပြည်သူများပေါ်ဆေးရဆွေးမှုများကျူးလွန်နေသည့်စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲအရေးယူပေးရန်ကမ္ဘာနိုင်ငံများနှင့်နိုင်ငံတကာအဖွဲ့အစည်းများထံသို့တောင်းဆိုထားပါတယ်။ဒါအပြင်ပြည်သူများပေါ် ရာဇဝတ်မှုများကျွလွနေသည့်စစ်ကောင်စီရာဇဝတ်ကောင်များကိုရရာနီးဖြင့်ပြစ်ပေးအေးအေးယူနိုင်ရန်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆက်လက်ထုတ်ပြန်ထားပါတယ်ရှင်။